အဲ့တော့ဒီနေ့နိုမာလာ9ရက်နေ့ဘုရုံနေ့တရက်တာအတွက်ကဘာရွှေစည်းကွက်နေတာကိုကျွန်တော်လိုရင်းတူရှင်ကျွန်တော်တုံးသက်ပြောကြပြသွားမှာဖြစ်ပါတယ်။အားလုံးပဲ line နေမကောင်းတဲ့ပြတ်ကမှာကျွန်တော်လိုရင်းတူရှင်လောက်ပဲနားထောင်တာပို့ပြီးအဆင်ပြေလိမ့်မယ်ပေါ့နော်။ဒီနေ့နိုမာလာကဘာရွှေစည်းရကျွန်တော်တို့မနက်ခင်းကကျွန်တော်တို့39 33ဈေးထဲမှာဈေးပွင့်လာခဲ့လေလက်ရှိချိန်ဒီအမြင့်ဆုံးနေနဲ့39 98တိတက်ခဲ့တဲ့အနေဆုံးနေနဲ့39 29တိကြာခဲ့ပြီးတော့လက်ရှိမှာတော့39 56 39 90ဈေးထဲမှာဈေးပြနေနေတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါပြတ်ကမှာကျွန်တော်ဒီနေ့ကဘာရွှေစည်းနေတာက မနေ့ကလိုမျိုးဈေးအကျအတမလားဒါမှမဟုတ်ဈေးပြန်တက်နိုင်မလားဆိုတော့ကပ္ပရွှေရဲ့ဈေးအတကြချက်ကိုကြည့်ပြီးတော့ကျွန်တော်သုံးသပ်ကြည့်လိုက်မနေ့ကဆိုရင်ကပ္ပရွှေဈေးကဈေးအကျအအတင်းတင်းနဲ့ကျွန်တော်ပြီးခဲ့တယ်ခင်ဗျဒီမှာဈေးအကျတော့တတုံပေါ့ကျွန်တော်တို့ဟိုမားကတ်မှာဆိုရင်ဒါမျိုးကိုကျွန်တော်က bear food folly လို့ခေါ်တယ် bear food folly ဆိုတာပြကျွန်တော်တို့အာဈေးအကျအာကြီးကကျွန်တော်တိတာတယ်ပေါ့နော်ဈေးအကျအာတိတာတယ်ဘာလို့ဆိုတော့အပေါ်ချွန်းနဲ့ဒီမှာဆိုဒီကန်တယ်လေးကိုကြည့်လိုက်ဒီမနေ့ကဒီအနီအောင်ကန်တယ်လေးမှာဆိုအပေါ်ချွန်းနဲ့အောက်ချွန်းမရှိဘူး ပဲနာအဖွင့်ဈေးကဒီအမနေ့ကတနေ့တာရဲ့အမြင့်ဆုံးဈေးပဲအဲ့လိုပဲအနေဆုံးဈေးကမနေ့ကတနေ့တာရဲ့အပေဈေးဖြစ်ပါဒီလိုမျိုးအနေထားနဲ့ပြီးသွားပြီဆိုနောက်ရက်မှာဈေးဆက်ကြအများကြီးဈေးအကျအားကောင်းတာအများကြီးဟုတ်ပြီဒါပေမဲ့ကျွန်တော်ကအောက်က volume နဲ့ပြန်ချင်းကြည့်မယ်မနေ့ကအဲ့လိုဈေးအကျအအသင့်သင့်အနေထားနဲ့ပြီးသွားတယ်ဒီဈေးဆက်ကြနိုင်တဲ့အနေထားနဲ့ပြီးသွားရဆိုပေမဲ့အောက်က volume ကတိတ်တက်မလာဘူးဗျာ တကယ်လို့ဒါကျွန်တော်တို့ကဒီရက်ဒီရလို့ပေါ့နော်ကျွန်တော်တို့ဗျာဆယ်လာပိုင်း20နှစ်ပေါ့နော်ကျွန်တော်တို့အာအော်တိုဘာလ20နှစ်တို့အော်တိုဘာလအာ27တို့ဒီအော်တိုဘာလ18လုံးအလိုမျိုးဒီလိုဗော်လုံးအကောင့်ပြီးတော့ပေါ့နော်ဗော်လုံးဘာကြီးအကောင့်ပြီးတော့အာမနေ့ရက်တရက်တာမှာဒီလိုပြီးသွားတယ်ဆိုရင်တော့ဒီနေ့မှာကျွန်တော်ကဈေးတောက်လျှောက်ထိုးကြဖို့အလားလားများနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ကဗော်လုံးကတိတ်မရှိတာပြတဲ့ခါမှာဒီနေ့ဈေးမကျနိုင်ဘူးလားကျွန်တော်အမြဲကျနိုင်တယ်ဒါပေမဲ့ဈေးဆွဲတင်ပြီးမှကျနိုင်ချေရှိတယ် ဈေးအသက်လာပြီးမှကြာနိုင်ခြင်းရှိတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာလုပ်အောင်ဒီနေ့ကပားချွေစီကိုအမြင်ဈေးမှာစောင်းရအောင်မှာဖြစ်ပါတယ်။လက်ရှိကပားချွေစီနေသားကျွန်တော်တို့တိတိကျကျပြောရပါမယ်ဆိုရင်ကျွန်တော်တို့ကဒီအပေါ်ကပေါ့နော်440ဈေးတန်းအထက်မှာကျွန်တော်တို့အချိန်တရက်အတိုင်းတာအပိစိကျွန်တော်တို့ market ခေါ်ရ day 1 book ကန်နေနဲ့ထောက်တက်ပြီးဈေးမပိတ်မချင်းလက်ရှိကပားရွှေဈေးရေတိုးဈေးအတက်အားတောက်လျှောက်အားမကောင်းနိုင်တဲ့ ၄၄၀အထက်ဈေးနှုန်းအထက်မှာတရက်တာဈေးပိတ်ဈေးမပိတ်နိုင်မချင်းပေါ့နော်ကျွန်တော်ကမ္ဘာရွှေဈေးကို၄၁၀အထက်တည်း၄၂၀၀လေး၄၃၀၀လေးမမှန်းထားတာကောင်းလိမ့်မယ်တက်ရင်တော့မှကျွန်တော်တို့အလုံးစုံတက်ပေါ့နော်၄၄၀၄၅၀ပြီးရင်ပြန်ကျလာလိမ့်အဲ့ကြောင့်ကျွန်တော်ကတော့အရောင်းကိုကျွန်တော်ပို့ပြီးဦးစားပေးခြင်းပါဒီနေ့မှပေါ့နော်ဟုတ်ပြီအရောင်းဦးစားပေးမယ်ဆိုရင်ကျွန်တော်ဘယ်ဈေးကနေမှရောင်းတင်လဲကျွန်တော်တို့အချိန်တစ်နာရီအတိုက်တာနဲ့ကျွန်တော်တို့တွားကြည့်မယ်ဘယ်ဈေးကနေမှရောင်းတင်လဲပေါ့နော် နည်းနည်းလေးကြည့်ရအောင်နည်းနည်းလေးသေးနေလိမ့်မယ်ဘာလို့လဲမသိဘူးဆိုကျွန်တော်အောက်က volume valley ထည့်တာလို့ပေါ့နော်ဟုတ်ပြီဒီနေ့ကမ္ဘာ့ချွေဆေးကိုကျွန်တော်တို့ကဘယ်စီးမှရောင်းတင်တယ်လို့မိမယ်ဆိုကျွန်တော်တော့အနည်းဆုံးအနေနဲ့ဒီဈေးတန်း3905နဲ့ကျွန်တော်တို့ဒီဈေးတန်းဆိုပေါ့နော်အဲ၄00ကျားမှကျွန်တော်အယောင်းကြိုက်တယ်ဗျ3905နဲ့၄00ကျားမှအယောင်းကြိုက်တယ် အဲတော့ကိုခွန်ကားလောက်ကနေရောင်းချင်းလဲရလဲ၄တောင်လောက်ကနေရောင်းချင်းလဲရလဲဒီဈားထဲမှာဈားချပြီးရောဒီ၄တောင်နဲ့တော့ကိုခွန်ကားဈားဈားချပြီးတော့ကျွန်တော်တို့ရောင်းချင်းလဲဆိုလဲရတယ်ဟိုမှာတော့90လို့ဘာလို့မှရောင်းချင်းလဲဆိုလဲရတယ်ရောင်းလို့ရပါတယ်အရှုံးပိုင်းစည်းတမ်းဘယ်လောက်အထက်ပေးမလဲလို့မိမယ်ဆိုရင်ကျွန်တော်တို့ဟို၄တောင်30အထက်လောက်ပေးပါအမြတ်ပိုင်းစည်းတမ်းကကြောင့်ကျွန်တော်ဘယ်လောက်လောက်ထိယူလို့ရလဲမိမယ်ဆိုရင်အ ਨੇ ဆုံးကျွန်တော်သုံးသက်ထားတော့ကျွန်တော်ဒီလောက်လောက်ထိပေါ့နော်390လောက်ထိအမြတ်ပိုင်းစည်းတမ်းအ ਨੇ ဆုံးယူလို့ရပါဗျ 3930တိအမြတ်ပိုင်းစတော့ရူရဒီထက်ပို့ပြီးတော့ကိုကစောက်နိုင်တဲ့ risk you နိုင်တယ်ဆိုရင်တော့3880တိ3860တိအမြတ်ပိုင်းစတဲ့ယူလို့ရပါတယ်ဒါဒီနေ့အတွက်ပေါ့နော်ကျွန်တော်ဒီနေ့ဒီနေ့အတွက်ကျွန်တော်ပထမဆုံးရောင်းတင်တဲ့ဈေးတန်းစုံဖြစ်ပါတယ်ဒုတိယရောင်းတင်တဲ့ဈေးတန်းစုံကတော့ကျွန်တော်ဘယ်ဈေးတန်းစုံလဲလို့မိမှဆိုဒီဈေးတန်းစုံလေးဖြစ်ပါတယ်အာ4000 4023နဲ့4040ကြာဈေးတန်းစုံဖြစ်ပါတယ် အဲ့ဆင်းဆုံးမှာလည်းကဘာရှိုကျွန်တော်ဈေးပြန်တက်ခိုင်းရရဲရောင်းလို့ရပါတယ်အရှုံးပိုင်းစီးတန်း440အထက်လောက်မှာပေးပါအမြတ်ပိုင်းစီးတန်းကျွန်တော်ခုနပြောခဲ့လိုမျိုးပဲအနည်းဆုံး390အများဆုံး380 360ထိအမြတ်ပိုင်းစီးတန်းယူလို့ရပါတယ်ဒါဒီနေ့အတွက်ပေါ့နော်ကျွန်တော်ရောင်းတင်တဲ့စီးတန်းစုံလေးနှစ်ခုဖြစ်ပါတယ်ကျွန်တော်အမြတ်ပြောမယ်ဆိုဒီအပေါ်ထိတော်မြောင်းနိုင်ပါဦးဒီအာ3905နဲ့အဲ4000စီးတန်းကြားပဲဈေးပြန်ကြဖို့အလားလာတော့ပိုများတယ်ခင်ဗျ တကောရှိရပေါ့ဈေးဆွတ်တင်ဆွတ်ချလုပ်ပြီးတော့ဗျာဒီအယောင်းနေရဲ့ကျွန်တော်အရှုံးပိုင်းဈေးတန်းနေပါရလာစပြီးမှပြန်ကြသွားမယ်ဆိုတော့ဒီပေါ်တိတက်သွားနိုင်တာပေါ့နော်အဝဲအတွက်ဆိုရင်တော့ကျွန်တော်ကဒီနေ့အတွက်စဉ်းစားမဲ့ကျွန်တော်တို့ဝေးရတခုပဲရှိတယ်ဒီ4040ဈေးတန်းအထက်မှာကပ္ပရွှေဈေးကျွန်တော်တို့ဒီနေ့တနေ့တာအတွင်းပေါ့နော်အချိန်တနာရီအတိုင်းတာပိတ်ဈေး ဈေးအတက်အကောင်းကောင်းနဲ့ပေါ့နော်အချိန်တနိုင်အတိုင်းတာပေးစေကျွန်တော်တို့ market ခေါ်ရ H1 book canister နဲ့ဒီ4040ဈေးတန်းအထက်မှာဖောက်တက်ပြီးပိတ်သွားရင်တော့ကျွန်တော် live ဝင်မယ်4080 4080 4090ထိအတက်မှန်းလို့ရတယ်အဲ့လိုလောက်မှာအမြတ်ပိုင်းဈေးတန်းပေးအရှုံးပိုင်းဈေးတန်းကတော့4030ဈေးတန်းအောက်လောက်မှာပေးပါခင်ဗျအဲ့ဟာလွင်ကျွန်တော်ဂျန်နဲ့ဈေးတန်းနေမှာတော့ကျွန်တော်ဒီနေ့ကပ္ပရွှေဈေးကိုကျွန်တော်အဝယ်သိပ်ပြီးတော့ကျွန်တော်မစင်စားခြင်း 440ဈေးတန်းထက်မှအချင်းတိုက်အတိုင်းတာပိတ်စီပိတ်သွားခဲ့ပါတော့အဲ့ဒါဆိုရင်တော့ကျွန်တော်အဝဲစဉ်းစားပါမယ်ခင်ဗျာကိုဟုတ်ကဲ့ဟုတ်ပြီအဲ့အပြတ်ကမှကျွန်တော်တို့ကဒါဒီနေ့တရက်တာအတွက်အယောင်းဝယ်လုပ်ရမယ်ဈေးတန်းလေးလေးဖြစ်ပါတယ်ဒီနေ့တရက်တာအပိတ်စီဘဲပေါ်ပိတ်သွားရင်ဈေးအကျစ်နောက်ရက်မှာဆက်အားကောင်းမလဲဘဲအောက်မှာပိတ်သွားရင်စီအတက်ပြန်အားတာမလဲဆိုတော့ကျွန်တော်တို့တုံးတက်ကြည့်မယ်ကျွန်တော်ဒီမြင်းလေးတွေကိုကျွန်တော်တစ်ချက်ဖြတ်လိုက်အောင်ပါနော် ဟုတ်ပြီဘယ်အောက်မှာပိတ်စေးကျွန်တော်တို့ဟောဖြစ်မလဲဆိုတော့ဒီနေ့တရက်တာပိတ်စေးတာဒီအောက်ပေါ့နော်ကျွန်တော်တို့3930 3930အောက်မှာဒီနေ့တရက်တာပိတ်စေးကျွန်တော်တို့ဈေးပိတ်သွားခရင်နောက်ရက်ဒီပေါ့နော်ကျွန်တော်ဒီတစ်ပတ်တွင်ဆိုကြံတာနှစ်ရက်ချီကျွန်တော်ပြီးတောက်ကြနေဒီမှာကျွန်တော်တို့အ ਨੇ ဆုံးပြ3850 3860ဈေးတန်းမြင်ရလိမ့်မယ်ဒီထက်ပိုကြမယ်ဆိုတော့ပြ3800ဈေးတန်းအောက်တော့ကျွန်တော်မြင်ရသွားနိုင်တယ်ဒီနေ့တရက်တာပိတ်စေးတာ3930အောက်မှာပိတ်ခရင်ပေါ့နော် မော်ဘဲနဲ့စန့်ကျင်ပန်းနေတဲ့တရက်တာအပိတ်စေးတာ4040အထက်မှာပိတ်ခဲ့ရင်တော့အဲကျွန်တော်တို့ကျန်တဲ့နှစ်ရပေါ့ဒီတစ်ပတ်ကျန်တဲ့နှစ်ရမှာကဘာရွှေဈေးကို4100အထက်လောက်မှန်းထားတာကောင်းလိမ့်မယ်ခင်ဗျအ ਨੇ ဆုံးပေါ့နော်4120တို့4130တို့ဒီမှန်းထားတာကောင်းပါလိမ့်မယ်အဲအကြောင်းကျွန်တော်ကဒီကြားမှာပဲပိတ်နေပေါ့ကျွန်တော်လွန်ခဲ့တဲ့အပတ်ကျွန်တော်တို့ အာအင်ကာနီလောက်ကလေးကစပြီးအောင်နော်အင်ကာနီလောက်ကလေးကစပြီးအောင်ကျွန်တော်တို့ဒီဈေးတန်းကြားမှာပဲပိတ်နေပါနော်4040နဲ့3930ကြားမှာပဲဈေးပိတ်ပြီးတော့တရက်တာဈေးပိတ်ပြီးတော့ဈေးအတက်ကျငြိမ်တက်နေတဲ့ကဘာရွှေဈေးကဒီနေ့မှာ4040အထက်ပိတ်နိုင်မလား3930အောက်ပိတ်နိုင်မလားဆိုတာကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ပိတ်ရင်ဖောက်ပိတ်သွားအပေါ်ဖောက်ပိတ်သွားရင်အဝယ်လိုက်မယ်အောက်3930အောက်မှာတရက်တာပိတ်ဈေးဖောက်ပိတ်သွားရင် ရှင်းပါတယ်ကျွန်တော်ဈေးဆက်ကြနိုင်တယ်အယောင်းလိုက်မနေ့ပြန်ပါဘောနော် ဂျားစီးမှာပိတ်သွားရင်တော့ဖြစ်လာတဲ့ဈေးကွက်ချင်းတွေကိုကြည့်ပြီးတော့ကျွန်တော်တို့အဝယ်ရောင်းကျွန်တော်မနေ့ပြန်မှာဆုံးဖြတ်ရမှာပေါ့နော်။ဟုတ်ပြီဒါလေးကကျွန်တော်နီးပညာပိုင်းရသုံးသက်ချက်လေးဖြစ်ပါတယ်။သတင်းပိုင်းကြည့်မယ်ဆိုရင်သတင်းညမှာသတင်းတွေများတယ်။သတင်းတွေကကျွန်တော်တို့ခုနှစ်ခုလောက်ရှိတယ်ပေါ့နော်ကျွန်တော်သတင်းနေ့အားလုံးတော့မရှင်းပြတော့ဘူးအချမ်းပြားပြကျွန်တော်က ATP Nanfan Employment Chain ဆိုတာကတော့အာတောက်ကြနေထွက်မဲ့ Nanfan ရဲ့အကျိုးဒေတာဖြစ်ပါတယ်ဒီဒေတာကပြီးခဲ့တဲ့လတော့ -32k အခုတစ်ခေါက် 31k ထွက်မဲ့မှန်းထားတာဖြစ်တဲ့ကမှာ တော်တော်လေးကောင်းမဲ့မှန်းထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့တစ်ဖက်ကလည်းကွန်ထရိုးမှုအညွန်ကိန်းတွေထွက်ဖို့ရှိတယ်ဝင်းဆောင်မှုအညွန်ကိန်းတွေထွက်ဖို့ရှိတယ်ဗမာစံတော်ချင်းအားဖြင့်ဆိုကျွန်တော်6နာရီ45လို့9နာရီလို့အာ9နာရီ45လို့ပါကျွန်တော်ထွက်ဖို့ရှိတယ်ပြီးရင်7နာရီခွဲမှာကျွန်တော်တို့အခုနိုင်လေးစားမှာ sorry ကျွန်တော်တို့7နာရီ15ပေါ့နော်7နာရီ15မှာကျွန်တော်တို့ဝင်ဆောင်မှုအညွန်ကိန်းထွက်ဖို့ရှိတယ်7နာရီခွဲမှာတော့ကျွန်တော်တို့ အာ geo အတရား job opening လို့ခေါ်တဲ့အလောက်ကိုင်း data တွေပါထွက်ဖို့ရှိတယ်။သတင်းနေအားလုံးကိုခြုံငုံပြီးကြည့်မယ်ဆိုတော့သတင်းနေရအကောင့်မှန်းထားတယ်။ဒါတော့မစမ်းပါဘူးကျွန်တော်ကပန်းရွှေစီကြနေချိန်မှာဆိုသတင်းနေရအကောင့်အကောင့်နေပဲမှန်းထားတယ်လို့ကပန်းရွှေစီတက်နေမှချိန်မှာဆိုရင်အညံ့နေပဲမှန်းထားတာဖြစ်တဲ့အခါမှာဒီသတင်းရဲ့ခံမှန်းချက်တွေကိုတော့ကျွန်တော်တအားကြီးယုံလို့တော့မရဘူး။ဒါပေမဲ့ကျွန်တော်အမြဲပြောမှာဆိုဒီညသတင်းနေရလဲလက်ရှိအနေအထားရခြုံငုံပြီးကြည့်မယ်ဆိုရင်တော့ကောင်းဖို့တော့များပါတယ်။ကောင်းဖို့တော့များပါတဲ့အခါဒီညသတင်းနေရပြီးမှကျွန်တော်တို့ကဈေးက ဆက်ထိုးကြနိုင်မလားအရာကိုကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါတယ်။တစ်ဖက်ကကျွန်တော်အရေးကြီးတဲ့ဒေါလာညွန့်ကင်းကိုကြည့်မယ်ဆိုလဲဒေါလာညွန့်ကင်းကမနေ့ကတရအထက်ဆွန်းဆွန်းလောက်မှာပိတ်သွားခဲ့တယ်ခင်ဗျာတရက်တာ။ဒီနေ့သားကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့မနေ့တော့ sorry တနင်္လာနေ့တော့သုံးလက်ချက်တော့ကျွန်တော်ပြောခဲ့တဲ့လိုမျိုးပဲကမ္ဘာဒေါလာအင်ဒက်တာကျွန်တော်တို့တရအထက်မှာပိတ်နိုင်ခဲ့တဲ့ဆိုရင်ကမ္ဘာရွှေတင်းပိုင်းရဈေးအကျပတ်ဆက်သွားနိုင်ခြေရှိတယ်ဆက်အားတာသွားနိုင်တယ်လို့ကျွန်တော်သုံးသပ်ခဲ့။အဲအကြောင်းကျွန်တော်တို့ ဒေါ်လာအင်ဒက်ဂျီတရအထက်ရောက်နေတယ်တရအထက်မှာတရက်သားဈေးပိတ်သွားတာဖြစ်တဲ့အခါမှာကမ္ဘာ့ရွှေစည်းတင်းပိုင်းရာဆက်ကြဖို့အလားအလာများနိုင်ပါတယ်ဘယ်ဈေးတိကြမလဲဘယ်ဈေးနဲ့မှရောင်းတင်လဲဆိုတာကိုတော့ကျွန်တော်ခုနကတော့နီးပညာပိုင်းရာတုံးတစ်ချက်မှကျွန်တော်ပြောပြသားဖြစ်ပါတယ်ဒါလေးကကျွန်တော်ဒီနေ့တရက်သားတုံးတစ်ချက်ဗီဒီယိုလေးဖြစ်ပါတယ်အခုလိုတုံးတစ်ချက်ဗီဒီယိုလေးကိုအတူတူကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ TikTok account တွေကို subscribe, share, and follow လေးလုပ်ပေးထားကြပါခင်ဗျာ